မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ4ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကြာရင်စိတ်ကြီးမြို့နယ်အနန်းကွင်းဘျူဟာစစ်တပ်စခန်းကိုစစ်ကူလာတဲ့အင်အား150ကျော်ပါတဲ့တပ်မ44ကစစ်တပ်စစ်ကြောင်းကိုတော်လိုက်တပ်များကတိုက်ခိုက်ရာစစ်သားအယောက်40ကျော်သေဆုံးပြီးအယောက်30ကျော်လက်နက်ချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီဇင်ဘာလ30ရက်နေ့ကနေပြီးတော့ဇန်နဝါရီလ2ရက်နေ့အထိအနန်းကွင်းဘူဟာစခန်းကိုစစ်ကူပုတ်ရန်နဲ့လူနာတဲဖို့အတွက်ရောက်လာတဲ့တပ်မ44စစ်ကြောင်းကို KNL SOF နဲ့ပူးပေါင်းအဖွဲ့များဒရုန်းတပ်ဖွဲ့များက၄ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်ကတိုက်ဆုံသူအလောင်း40ကျော်ကိုရရှိခဲ့ပြီးတော့လက်နက်ကြီးလက်နက်မျိုးစုံ30ကျော်ကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းကအယောက်30ကျော်လက်နက်ချအညံ့ခံခဲ့တယ်လို့သိရပါတယ်။စစ်ကြောင်းတစ်ခုလုံးပြက်စီးသွားပြီးတော့စစ်သားများဟာ အကုန်လုံးထွက်ပြေးကုန်ကြတယ်လို့သိရပါတယ်။အနန်းကွင်းဗျူဟာတပ်စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအဖြစ် Jet Fighter နဲ့၃ချိန် Wild Draft ဘုံကျဲလေယာဉ်နဲ့တစ်ချိန်လက်နက်ကြီးအချိန်150ခန့်ရန်တပ်ပစ်ခတ်ခဲ့ပြီးတော့တော်လိုင်းရဲဘော်တအူးကြာဆုံးခဲ့ပြီး၅ဦးကမစိုးရင်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဆဖြစ်ကလေးကအဲ့ဒီသူတို့စစ်ကောင်စီရဲ့စစ်ကြောင်းကနေလက်နက်ချအញ្ញံခံသူလာရောက်ပူးပေါင်းသူအယောက်30ကျော်ရှိပါတယ်။အခုကဒီရပိုင်းထဲမှာတိုက်ပွဲအတွင်းမှာပဲသေတာက40ကျော်အလောင်းတွေရတယ်။ လက်နက်က30ကျော်ရတယ်စစ်တပ်ဘက်ကဒဏ်ရာရတဲ့သူလည်းအယောက်40ကျော်တယ်စစ်ကြောင်းထိုးလာတာကတော့အယောက်100ကျော်ပဲစစ်ကြောင်းတစ်ခုလုံးပြက်စီးပြီးတော့ဂစင်ကလျားနဲ့စောက်ခွာထွက်ပြေးကုန်တယ်လို့ SOF ရဲ့မြေပြင်စစ်ကြောင်းမှုကပြောကြားထားပါတယ်ဒါအပြင်ကရင်ပြည်နယ် KNU တမဟာ6နယ်မြေမြဝတီကွန်ကရစ်အာရှလမ်းမကြီးကိုပြန်လည်ဆိုးမှုရန်အင်အားဖြည့်ဖို့ရောက်ရှိလာတဲ့အောင်စီရစစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်မတော်ဗျူဟာ32ဘိုရာဝေါဦးဆောင်တဲ့ KNLA တိုင်ရဲ28ပူးပေါင်းစစ်ကြောင်းကတိုက်ခတ်ခဲ့ရာ စေကောင်စီဘက်ကအထည်နာခဲ့တယ်လို့တောင်ပိုင်းတိုင်းစစ်ရေးသားကထုတ်ပြန်ထားပါတယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်မြောက်ရီကော့ဂရိတ်အာရှလမ်းမကြီးတိုက်ပွဲအပါအဝင်တောင်ပိုင်းစစ်ရေးသားမှတပတ်အတွင်းတိုက်ပွဲပေါင်း14ကြိမ်ဖြစ်ပွားခဲ့ပြီးတော့စေကောင်စီတပ်သား83ဦးသေဆုံးခဲ့တယ်လို့တောင်ပိုင်းစစ်ရေးသားကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ28ရက်နေ့ကနေဇန်နဝါရီလ3ရက်နေ့အထိ9ရက်အတွင်းမှာတောင်ပိုင်းစစ်ရေးသားပြည်သူ့ကာကွယ်တပ်မတော် PDF ပူးပေါင်းအဖွဲ့နဲ့ရန်သူစစ်ကောင်စီတပ်တို့ထိပ်တွေ့တိုက်ပွဲ14ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီတပ်သား83ဦးသေဆုံးပြီး85ဦးနဲ့အထက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တိုက်ပွဲများမှာသေဆုံးခဲ့တဲ့တမခ22တမမူဘုံမူးချုပ်ဘုံမူးကြီးအောင်နေမျိုးနဲ့ဘုံမူးကြီးထွန်းထွန်းဝင်းတို့ကိုမင်းအွန်လိုင်းကယာရုတဆင့်တိုးပေးပြီးတော့သူရဲကောင်းမှတ်တမ်းဝင်တစိမ့်သူရဲကောင်းဘွဲကိုပေးရလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာစစ်ကောင်စီကထုတ်တဲ့သတင်းစာများထဲမှာ89နှစ်မြောက်လွတ်လပ်ရေးနေအထိမ်းအမှတ်အဖြစ်နဲ့မင်းအွန်လိုင်းက စစ်တပ်နဲ့ရဲဘက်ကအရာရှိ၉ဦးကိုသူရဲကောင်းမှတ်တမ်းဝင်တစ်စိတ်သူရဲကောင်းဘွဲ့ပေးအပ်ခဲ့ရမှာရခိုင်တိုက်ပွဲမှာတိုက်ဆုံသွားတယ်အရာရှိကြီး၂ဦးကိုရာထူးတစ်စိတ်တွန်းမြင့်ပြီးတော့သူရဲကောင်းမှတ်တမ်းဝင်တစ်စိတ်ပေးအပ်ထားခြင်းဖြစ်တယ်လို့သိရပါတယ်ရခိုင်တိုက်ပွဲမှာတိုက်ဆုံသွားသူတမခ၂၂တမမှုဘုံမှုချုပ်ဘုံမှုကြီးအောင်နေမျိုးကိုမင်းအောင်လှိုင်က ဗိုလ်ချုပ်ရာထူးကိုတုံးပြန်ပေးလိုက်ပြီးတော့အောင်နေမျိုးဟာရခိုင်ပြည်နယ်မောင်တော်မြို့နယ်အမှန်ငါးနေကြားသောတပ်ဖွဲ့ကွဲနခခငါးကနေထွက်ပြေးခဲ့ပြီးတဲ့နောက်မိုင်းနေမိပြီးတေဆုံသွားခြင်းဖြစ်တယ်လို့သိရပါတယ်မနေ့ကဒီဇင်ဘာလ18ရက်နေ့နေ့လယ်7:00နာရီအချိန်မှာနခခငါးကနေလက်နက်ချအညံ့မခံမဲနဲ့ထွက်ပြေးလုံမြောက်နေတယ်အမှတ်22ချင်းမြတ်တမဌာနချုပ်တမခ22တမမှုအောင်နေမျိုးကို အခောက်ရွှေတုံးရွှေတဲ့တချို့အပါအဝင်ငွေကျပ်3800ခန်းနဲ့အတူမောင်တော်မျိုးနဲ့ရွှေစားကပ်ကောင်6နာ ပဇွန်ကန်တဲထဲမှာအသေးဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။စစ်အရာရှိအောင်နေမျိုးဟာဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရန်စူးစမ်းနေတဲ့အချိန်မှာမိုင်းနှိမ့်မိပြီးတော့တွေးထွက်လွန်ပြီးတိတ်ဆုံးခဲ့ခြင်းဖြစ်တယ်လို့အရခတက်တော် AA ကသတင်းထုတ်ပြန်ထားပါတယ်။အောင်နေမျိုးဟာစစ်တပ်ကတော့အပတ်စဉ်47ကျောင်းဆင်းဖြစ်ပြီးတော့ကရင်ပြည်နယ်ဖမ်းအမျိုးနယ်အခြေစိုက်အမှတ်22ချင်းမြတ်တပ်မဌာနချုပ်ရဲ့တပ်မမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်တဲ့အချိန်မှာ မောင်တော်မျိုးကိုတာဝန်ချထားခြင်းခံရရသူဖြစ်တယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့အချိန်မှာအသက်50ကျော်ဝန်းကျင်ရှိပြီးတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်က 2024ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာတက်မတော်ဆိုင်ရာစွဲဆောင်ရေးဂုံလူဆောင်တစိ့ဖြစ်တဲ့စစ်မှုထမ်းကောင်းတစိ့ကိုလည်းချင်းမြင့်ခံထားရသူဖြစ်တယ်လို့သိရပါတယ်။အလားတူပဲရခိုင်တိုက်ပွဲမှာတိုက်ဆုံခဲ့တဲ့အမ်းမြုံနဲ့အမတ်နဲ့တက်မတော်ဆေးရုံဂရင်300ရဲ့စစ်တပ်မှုဘုံမှုကြီးထွန်းထုံးဝင်းကိုလည်းဘုံမှုချုပ်ရာဒူးတဆင့်တုံးမြင့်ပြီးတော့မင်းအောင်လှိုင်ကသူရဲကောင်းအမှတ်တမ်းဝင်တစိ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ဒီသမားလာ15ရက်နေ့ရခိုင်ပြည်နယ်အမ်းမြုံအခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘခတိုက်ပွဲအတွင်းမှာ အရခတက်တော်အေအေကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတော့အမတ်နဲ့တမတော်ဆေးုံကရင်300ရဲ့ဆေးတက်မှုဘုံဘူးကြီးထွန်းထွန်းဝင်းတိတ်ဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဆစ်ဆေးုံတိုက်ပွဲမှာဆေးတက်မှုဘုံဘူးကြီးထွန်းထွန်းဝင်းနဲ့အတူဆေးတက်ကတူနာပြုနဲ့ဆစ်ဆေးဆရာဝန်တို့လည်းတိတ်ဆုံးသွားတယ်လို့သိရပါတယ်။လက်ရှိရခိုင်ပြည်နယ်မှာစစ်တွေကြောက်ဖြူမန်အောင်မြို့၃ခုကလွဲပြီးတော့မြို့များအလုံးကိုအရခတက်တော်အေအေကပိတ်ပိုက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကဒီကနေ့မှကြာရောက်တဲ့89နှစ်မြောက်လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုသောအားဖြင့်အကြံဖတ်စစ်ကောင်စီကအကျဉ်းသားအကျဉ်းသူ9864ဦးကိုလွန်ငင်းချမ်းသာကွင်းပေးလိုက်ပြီးတော့ ထောင်ဒဏ်တသက်ကြာခံနေရသူ144ဦးကိုထောင်ဒဏ်15နှစ်ကိုပြောင်းလဲလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒါ့အပြင်လက်နက်မှုလူသတ်မှုပောက်ကွဲမှုအကြမ်းဖက်မှုများကလွဲပြီးတော့ကျန်တဲ့ပြစ်မှုများနဲ့ပြစ်ဒဏ်ကြာခံနေရတဲ့အချင်းသားအချင်းသူများအားလုံးကိုပြစ်ဒဏ်ရဲ့6ပုံ2ပုံကို short ပေါက်ခွဲပေးလိုက်တယ်လို့သိရပါဗျ။ဒါ့အပြင်နိုင်ငံသားအချင်းသားအချင်းသူအယောက်180ကိုလည်းပြစ်ဒဏ်ကနေတတ်တာခွင့်ပြုပြီးတော့ပြည်နယ်ဒဏ်ပေးလိုက်တယ်လို့အကြမ်းဖက်စစ်ကောင်စီကထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်ညောင်ကိုင်းကျေးရွာအနီးမှာစစ်ကောင်စီရဲ့ကားနက်စီးကိုမိုင်းဆွဲပြီးတဲ့နောက်လက်နက်ငယ်များနဲ့ပစ်ခတ်ခဲ့ရာစစ်သား2ဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ3ရက်နေ့မနက်9နာရီခွဲဝန်းကျင်မှာငဖဲမြို့နယ်အခြေစိုက်အမတ်ဆက်လေးကားပါစကစစ်သားအင်အား90ပါတဲ့စစ်ကောင်စီရဲ့ကားနက်စီးကို ပရန်ငါဖဲစေတုဒ္ဒရာကားလမ်းပေါ်မှာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အပြန်လန်ပြစ်ခတ်မှုမိနစ်20ခန့်ဖြစ်ပွားခဲ့တယ်လို့မင်းမှုခရိုင်အမတ်ရှက်တိုင်ရင် Wolf ကသတင်းထုတ်ပြန်ထားပါတယ်ကျွန်တော်တို့ကရှေ့ဆုံးကကားကိုမိုင်းဆွဲလိုက်တော့အဲ့ဒီကားကထိုးရက်သွားတယ်အဲ့ဒီမှာနေမဲ့အပြန်လန်ပြစ်ခတ်မှုကမိနစ်20လောက်ဖြစ်တယ်သူတို့ကားကပြတ်သွားတော့ရှေ့ကိုဆက်လို့မရတော့ပဲအဲ့ဒီနေရာမှာပဲရှိနေတယ်တိုက်ပွဲဖြစ်ပြီးနိုင်ဝက်လောက်အကြာမှာတော့စစ်ကူကားတွေလာတယ်လို့သတင်းရတာနဲ့ကျွန်တော်တို့တွေပြန်ဆုတ်လာတာပဲလို့ မင်းဝုခရိုင်အမတ်ရှိတရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာစစ်ကား6စီးနဲ့စစ်ကူလာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များထိခိုက်မှုမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ဒဏ်ရာရတဲ့သူတွေကိုလည်းငဖဲဆေးရုံနဲ့ဒဏ်ရာပြင်းထန်တဲ့သူတွေကိုမကွေးဆေးရုံကိုလူနာတင်ကားတွေနဲ့ပို့နေကြတယ် ပြက်စီးသွားတဲ့စစ်ကားကတော့ဇန်နဝါရီလ3ရက်နေ့ညနေ3:00နာရီအထိအဲ့ဒီမှာပဲရှိနေတယ်။မိုင်းဆွဲလို့မပြတ်တဲ့ကားကလည်းငဖဲကိုပဲပြန်ပြီးတော့မောင်းသွားတယ်လို့၎င်းကဆက်လက်ရှင်းပြထားပါရယ်။၎င်းတက်ခိုက်မှုကိုမင်းဘူးခရိုင်အမှတ်၈တပ်ရဲချင်းကာကွယ်တပ်အရှို CDF အရှို ਨੇ ငဖဲမြို့နယ်ပကဖားတို့ကပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပဒေါင်းမြို့နယ်စင်တဲအခြေဆိုင်အမှတ်3ကာကွယ်ပစ္စည်းဆက်ယုံကပါစ3ဘန္နာရေးဌာနကတည်ရေးဘုဒ္ဓဦးဟာငွေကျပ်သိန်းကိုထောင်ချီယူပြီးတော့ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီတည်ရေးဘုဟာကပါစဝန်ထမ်းများရဲ့လစာကိုယူပြီးတော့ဇန်နဝါရီလ2ရက်နေ့မှာစင်တဲကပါစကနေထွက်ပြေးသွားခြင်းဖြစ်ကြောင်းပြည်မြို့အခြေဆိုင်စစ်ကောင်စီရဲ့သတင်းရင်းမြစ်ထံကနေပြီးတော့သိရှိရပါတယ်သူဟာသူပြေးလာဆိုတော့ဘယ်သူမှလည်းလိုင်းမဖမ်းပါဘူး ူကငွေကြိုင်ရတာလေကပ္ပစတစ်ခုလုံးရဲ့လစာကိုသူကထုတ်ပေးနေရတာငွေတွေယူပြီးထွက်ပြေးသွားတော့သူ့ကိုဘယ်သူမှပြန်မတွေ့ရင်ဒီလကတော့ကပ္ပစတစ်ခုလုံးလစာမရတော့ဘူးပေါ့လို့၎င်းကပြောပြထားပါရဲ့ အဲ့ဒီတက်ရေးပုံကိုစင်တဲ့ကပါစသုံးပါရှိတဲ့စစ်သားများကလိုက်လံရှာဖွေနေကြပြီးတော့စင်တဲ့ရွာအတွင်းမှာအဲစင်းစစ်ဆေးခြင်းများကိုလည်းပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။အဲစင်းစစ်တာကအဲ့ဒါကြောင့်မှမိတွေလည်းဖြတ်ထားတယ်။တ냐လုံးကိပတ်ပြီးတော့ရှာနေတာခုထိမတွေ့သေးဘူးလို့၎င်းကပြောပြထားပါတယ်။ဒီဇမလဇန်းပိုင်းကလည်းအဲ့ဒီကပါစကဘိုးအဆင့်ရှိသူတအူးကိုအရက်ဝက်နဲ့တွာလာနေတဲ့အချိန် AOD မြေကူးနော်ဝရေတရာ ပြည်မြို့အဝင်ပတ်ချမ်းစစ်စေးရေးဂိတ်မှာရှိတဲ့ရဲများကပေါ်တာဆွဲခဲ့တဲ့အတွက်ကြောင့်ကပ္ပဆာမှုကိုယ်တိုင်လိုက်ထုတ်ခဲ့ရသေးတယ်လို့သိရပါတယ်။စင်တဲ့ကပ္ပဆာ၃ဟာပြည်မြို့ရဲ့တဖက်ကမ်းမှာတရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာမြို့ပေါ်မှာစစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ကမိဘများကိုအစည်းအဝေးခေါ်ယူပြီးတော့စစ်မှုထမ်းကြီးငွေကြက်တသိန်းချင်းချောက်ကောက်ခံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၂၀၂၄ခုနှစ်ဒီဇင်ဘာလ31ရက်နေ့က မိထီလာမျိုးနန်းတော်ကုန်းရက်ကွက်နယ်မြေ1နှစ်3ကစစ်မှုထမ်းရအကျုံးဝင်တဲ့လူငယ်62ဦးရဲ့မိဘအုပ်ထိန်းသူများကိုစစ်မှုတန်းစင်ခေါ်ရေးအဖွဲ့ကအစည်းအဝေးခေါ်ယူခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီအစည်းအဝေးမှာမိဘဖြစ်သူများအနေနဲ့မိမိတို့ရဲ့သားတွေကိုစစ်မှုတန်းအဖြစ်နဲ့မထည့်သွင်းခြင်းမှာကလူငယ်တအူးကိုငွေကြက်တသိန်းလုံးနဲ့လစဉ်ပေးရမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။အဲ့ဒီကောက်ခံရရှိထားတဲ့ငွေတွေနဲ့စစ်မှုထမ်းရန် အစားထိုးပြီးတော့လူသားထိုးဖို့ဆောင်ရွက်ပေးသွားမယ်လို့မြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ကပြောဆိုလိုက်တယ်လို့သိရပါတယ်။အစည်းအဝေးခေါ်ပြီးတော့စစ်မှုမထမ်းခြင်းရဲ့တယောက်ကိုတသိန်းလုံးထည့်ဝင်ရမယ်လို့ပြောတယ်။အဲ့ဒီထည့်ဝင်တဲ့ငွေတွေနဲ့စစ်မှုထမ်းဖို့လူသားထိုးဆောင်ရွက်ပေးသွားမယ်လို့လည်းပြောပါတယ်။သူတို့တပတ်ကြာရင်ပတ်စံတွေလိုက်ကောက်မယ်လို့ပြောသွားတယ်လို့အဲ့ဒီအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့လူငယ်တအုပ်ရဲ့မိဘကပြန်လည်ပြောပြထားပါတယ်။ဒါအပြင်ဘကိုးတိုင်းဇီးကုန်းမြို့ပေါ်မှာလည်းမြို့သိမ်းတိုက်ပွဲများဖြစ်ပွားလာနိုင်တယ်လို့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများကမြို့အဝင်အထွက်များကိုလုံခြုံရေးတွေတင်းကျပ်လိုက်ပြီးတော့တပ်သားတဲ့စူဆောင်းရေးပေါ်တာဆွဲမှုများကိုအရှိန်ဟုန်မြင့်ပြီးတော့လုံဆောင်နေတယ်လို့ဒေသခံပြည်သူများကပြောကြားထားပါတယ်။ဇီးကုန်းမြို့ကချက်ဖို့ထောက်ခံတဲ့သူတွေများတယ်။ NLD မဲရှုံးထားတဲ့မြို့ပါစစ်ခွေးတွေကချက်ဖို့ထောက်ခံတာတွေမထောက်ခံတာတွေမသိတော့တဲ့အခြေအနေကိုမြို့ကိုအဝင်အထွက်တွေတင်းကျပ်လိုက်ပြီးတော့အရက်ဝတ်တွေနဲ့ပေါ်တာဆွဲဖမ်းဆီးနေတာတချို့ပတ်စံရှိတဲ့ချက်ဖို့ထောက်ခံတဲ့ကောင်းလီတော်မှမြို့ပေါ်ကနေထွက်ပြေးကုန်ကြပြီလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အလားတူပဲ ဘကုန်းမြို့ပေါ်မှာလေဇန်နဝါရီလ2ရက်နေ့မနက်7:00နာရီခန့်မှာရွှေအောင်ရွေးလမ်းထိပ်မှာစပိန်စီးနေတဲ့လူငယ်2ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးခံရတဲ့လူငယ်2ဦးကလက်အုပ်ချီပြီးတော့တောင်းပန်ခဲ့တော့လေအကြမ်းဖက်စစ်ကောင်စီတပ်သားများကကားပေါ်ကိုဆွဲတင်ပြီးတော့ဖမ်းခေါ်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။ဘကုန်းမြို့ပေါ်ကရွှေအောင်ရွေးလမ်းထိပ်မှာစပိန်စီးနေတဲ့ကောင်လေး2ယောက်ကိုစစ်ခွေးတွေကဖမ်းပြီးတော့ကားပေါ်ကိုတင်သွားတယ်။ကလေးတွေကလက်အုပ်ချီပြီးတောင်းပန်နေတာတော့မရဘူး။ အတင်းအဓမ္မကိုဆွဲတင်သွားတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ